်မင်္ဂလာပါရှင်ခစ်တက်တယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်တောင်ခမ်းမှာတိုက်ပွဲပြင်းထန်ပြီးစကောင်စီကအစိမ့်ွေပုံနဲ့တိုက်ခိုက်တယ်လို့ TNL ထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်တောင်ပိုင်းနောင်ကျုံမြို့နယ်တောင်ခမ်းကျေးရွာမှာ EB လာချောင်းရမနက်ကတိုက်ပွဲပြင်းထန်ပြီးနေ့လယ်ပိုင်းမှာစကောင်စီတပ်ကအစိမ့်ွေပုံအသုံးပြုနေကြောင်းမှာတိုက်ခိုက်နေတယ်လို့တောင်မြို့သားလူမျိုးရေးတမတော် TNL ကထုတ်ပြန်ပါတယ်တောင်ခမ်းကျေးရွာရှိအမတ်ကွန်းရနေအမြောက်စခန်းကိုကဲမှုဌာနချုပ်မာဆာခ900နှစ်အနီးမှာတိုက်ပွဲဖြစ်ပွားနေချိန်နေ့လယ်နှစ်နာရီခန့်ကစကောင်စီတပ် က်ကအစိမ့်ငွေပုံသုံးလုံးချင်းချတိုက်ခိုက်တယ်လို့ဆိုပါတယ်။မနက်ကဂျက်ဖိုက်တာလာပြစ်တဲ့တိုက်ပွဲမရှိတဲ့နေရာကိုပြစ်တာဒီကနေ့ကင်းကြဓာတ်ရုပုံသုံးတာမနက်ပိုင်းတိုက်တုံးကတော့အိမ်တချို့ပြတ်တဲ့နေကင်းပိုင်းအထိခိုက်တော့မတိရသေးဘူးလို့တောင်ခန်းစစ်စင်ရေးတရင်ရင်မြစ်ကပြောပါတယ်။ စစ်ကောင်စီတပ်က EP 2ရက်မှ22ရက်တိရက်ပေါင်း20ကြာယာယီပြစ်ခတ်ရဲစဲကြောင်းကြီးညာထားတော်လဲစစ်ကောင်စီတပ်က TNL ထိန်းချုပ်တဲ့မြို့နယ်တွေကိုစစ်အင်အားဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာများကိုလေကြောင်းနဲ့ပုံကျဲခြင်းစတဲ့လုပ်ရက်တွေပြုလုပ်နေကြောင်း TNL ကထုတ်ပြန်ထားပါတယ် EP 5ရက်နေ့လည်းနာရီမိနစ်10မိနစ်ခန့်ကလည်း TNL ထိန်းချုပ်ထားတဲ့မိုးကုတ်မြို့ကိုစစ်ကောင်စီကလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ပါတယ်အခုရက်ပိုင်းတွင်မိုးကုတ်မြို့အနောက်ပိုင်းနဲ့နောင်ချုံမြို့နယ်ရှိနောင်လင်းကျေးရွာနဲ့နောင်ဆောင်မှုကျေးရွာတို့မှာ ာ Jet Fighter နဲ့လာရောက်ပုံကျတိုက်ခိုက်မှုကြောင့်ပြည်သူလူထုနေအများပြားထိမှန်ပြင်ဆင်ခဲ့တယ်လို့ DNL ကထုတ်ပြန်ထားပါတယ်။ ။နောင်ချိုမြို့နယ်တောင်ခန့်ချင်းရွာကိုစစ်ကောင်စီတပ်ကအစိမ့်ငွေပုံနဲ့တိုက်ခိုက်နေတဲ့ပုံတွေကိုလည်းဖော်ပြထားပါရယ်။နောက်ထပ်တပုတ်အနေနဲ့အတင်းအဓမ္မတသားတဲ့စုဆောင်ခံရသူကတပ်ဖွဲ့ဝင်၁၂ဦးခေါ်ပြီးလက်နက်များယူပြီး KIA ထံအလင်းဝင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်မှစစ်သားမလုံလို့လို့စစ်သားတဲ့စုဆောင်ခံရစဉ်ထွက်ပြေးခဲ့တော့လဲပြန်လည်အဖမ်းခံရပြီးတပ်သားတဲ့စုဆောင်ခံခဲ့ရတဲ့35နှစ်အရွယ်တပ်သားမျိုးမင်းထုံးက၎င်းဦးစီးတဲ့စစ်နက်ဥပစစ်ကောင်စီတပ်ဖွဲ့တွေကိုခေါ်ဆောင်ပြီးကချင်လွတ်လပ်ရေးတပ်မတော် KIA ထံအလင်းဝင်ခဲ့ကြောင်းကာယကံရှင်ကပြောပါရယ် ကချင်ပြည်နယ်ပမော်မြို့သိမ်းတိုင်ပွဲမှာ KIA တပ်အလင်းဝင်လာသူတွေနဲ့စစ်ကောင်စီကညီမျိုးစုံနဲ့စစ်သားစုဆောင်ခံရသူတွေရဲ့ထွက်ဆိုချက်ကို KIA သတင်းပြန်ကြားရေးဌာနကဖော်ပြလျက်ရှိပြီးလက်သမားတအုပ်ဖြစ်သူတပ်သားမျိုးမင်းထုံကအထက်ပါတိုင်းပြောဆိုခဲ့တာပါကိုမျိုးမင်းထုံကမိသားစုနဲ့တူလေရဲမှာပြန်လာစေမဲပေါက်တယ်လို့ဆိုပြီးလာခေါ်လို့ထွက်ပြေးခဲ့ကြောင်းဒါဝိမင်းစစ်သားရဲတွေအဖမ်းဆီးခံရပြီးစစ်သားစုဆောင်ခံရခြင်းဖြစ်ကြောင်းထွက်ဆိုပါတယ်အဲ့ဒီလိုအဓမ္မခေါ်ယူလာပြီးလိုက်လာခြင်းဖြစ်ပြီးမလုံလုံကြောင်းပြောတော့လဲရက်ွက်ဥက္ကဋ္ဌနဲ့ရဲတွေကတင်နန်းဆင်းပြီးပါက ကိုရွာလုံးကြုံကြီးနှစ်နှစ်လောက်ဆောင်ရမယ်လို့ပြောဆိုတဲ့အပြင်လစာ၄သိန်းကျော်၅သိန်းရမယ်လို့ပြောဆိုကြောင်းဒါပေမဲ့အမှန်တကယ်မရောက်ကြောင်းရှေ့နှမ်းမှာစစ်ကောင်စီတပ်များခိုင်းနာကိုလုံဆောင်ခဲ့ရကြောင်းတပ်သားမျိုးမင်းထွန်းကပြောပါတယ်ကျွန်တော်တို့အလင်းဝင်တာ၁၂ယောက်ပါပါတယ်အရင်ဆုံးမဝင်ခင်ပီတီအက်ကိုဖုန်းနဲ့လမ်းချိတ်တယ်ချိတ်ဆက်ပြီးမှဒီကတပ်ဖွဲ့ကိုလမ်းချိတ်ဆက်ချိတ်ဆက်ပြီးမှညီလေးဘလို့ဘလို့ထွက်ခဲ့အလံဖြူထောင်ထွက်လာခဲ့ဆိုတော့ကျွန်တော်တို့အလံဖြူထောင်ပြီးထွက်လာတာသူတို့အကျိုးပါတယ် ဟိုရောက်တော့အေးစစီထမင်းလဲကျွေးရဲ့ကောင်းကောင်းမွန်မွန်ကြီးအကိုလိုထားတဲ့တက်ကတော့ပြောတာပေါ့မင်းတို့ဟိုကမြင်တက်မှာလဲလီတက်မှာပြောတယ်တက်လည်းမထူးတော့ဘူးတက်ပလိစီသူတို့နဲ့အဲ့လောက်ကြီးလုံမှာမဟုတ်ဘူးဒီလိုနဲ့ဝင်ချလာတာကျွန်တော် UCB စနေအောင်လို့ကိုမျိုးမင်းထွန်းကပြောပါတယ်အဲ့ဒီလိုအလင်းဝင်လာပြီးအသက်မတည်တော့တာကိုစိတ်ချလို့ရကြအောင်ကိုမျိုးမင်းထွန်းကပြောပါတယ်တနက်က MA1 MA2 MA3 MA4 အကုန်ပါပါတယ်ကြီးပေါက်တွေနဲ့ဘုံတွေလက်ပြဘုံနေမိုင်းအကုန်ပါပါတယ်လို့ကိုမျိုးမင်းထွန်းကအလင်းဝင်လာစဉ်လက်နက်ခဲရများယူဆောင်လာမှုကိုပြောပြပါတယ် မိသားစုတွေကိုပြောလိုတာက၎င်းအပါဝင်အလင်းဝင်လာတဲ့တပ်ဖွဲ့ဝင်ဆက်နံဦးစလုံးကျမ်းမာစွာရှိနေကြောင်းပြောပါရယ်အလာတူဗမော်မျိုးသိမ်းတိုက်ပွဲမှာပဲတငငယ်ချင်းနေတဲ့အတူအလင်းဝင်လာတဲ့တပ်သားမင်းထွင်ဦးက၎င်းနေနဲ့ပြင်ရန်လုပ်ငန်းလုပ်ကြိုက်သူဖြစ်ပြီးအလုံးမပြန်လာစေပေါ်တာဆွဲစစ်သားစုဆောင်ခံရသူဖြစ်ကြောင်းပြောပါရယ် အုတ်ကြီးရစပြောကလေးကမင်းတို့နှစ်နှစ်ပဲတာဝန်ထမ်းဆောင်ရမှာနှစ်နှစ်ပြီးထွက်ရမှာရှေ့နဲ့မထွက်ရဘူးတရင်မှာပဲနေရမှာတလောက်လစာ6သိန်းရတယ်9သိန်းရတယ်ရှောက်ပြောနေတာဘာမှမရဘူးကျွန်တော်တို့တိုက်ပွဲမဖြစ်ခင်မှာကင်းဆောင်ရတယ်ဖတ်ထိတ်လို့ရတယ်စက်တွေမြောင်းတွေတူရတယ်နောက်ပိုင်းမနေနိုင်တော့ဘူးအလင်းဝင်မယ်လို့ပြောတယ်ပြောတော့ကျွန်တော်တို့ထွက်တယ်ထွက်တော့ငါပြောတော့တဲ့ရောက်တော့ရှိတောက်တယ်လူတွေတန်နေကြတော့အကိုကြီးကျွန်တော်တို့အလင်းဝင်မလို့ကျွန်တော်တို့လာဖမ်းမှလို့လှမ်းအော်တာလို့အလင်းဝင်လာတဲ့တသမင်းထွေးဦးကပြောပါတယ် အလင်းဝင်ရောက်လာမှာနွေနွေထွေထွေဆက်ဆန်ကြောင်းမသက်ဖြတ်ပင်ညီအကိုတို့ထားပြီးလို့ကျေးဇူးတင်ကြောင်းလက်တသားမင်းထွေဦးကပြောပါရယ် KI ရဲ့စစ်တုံးပန်းများထွက်ဆိုချက်တုံ့ပြန်မှုတွေရာစစ်ကောင်စီတပ်ကအသက်၁၉နှစ်အရွယ်ကျောင်းသားကိုလည်းကျူရှင်သွားစဉ်ဖမ်းဆီးပြီးတပ်သားစုဆောင်ခဲ့ပြီးရန်ကုန်မြို့မှာအလုရှာသူတအုပ်ကိုလည်းအလုရှိရလို့ဆိုပြီးစုဆောင်ရေးပို့ခံရတယ်လို့ကာယကံရှင်ကပြောပါရယ်ဒါအပြင်စစ်မှုနဲ့တပ်သားတစ်တေကိုရှေ့တန်းမပို့လို့လညာပြောဆိုတော့လဲတင်းနန်းနေပြီးမကြမှာရှေ့တန်းစမြေပြင်တွေကိုစေလွှတ်ခဲ့တယ်လို့ကချင်ကရင်နီချင်းကရင်ဒေ ဒေသတွေမှာတိုင်းရင်းသားတပ်တွေရဲ့ဖမ်းဆီးခံရတဲ့စစ်တုံးမှန်တွေကထွက်ဆိုပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းငယ်ငလင်ကြောင့်တည်ဆုံသူ3455ရှိလာပြီးမန္တလေးမှာငလင်ပေးတင်ပြည်သူများကိုစစ်ကောင်စီကအတင်းအကျပ်နေရပြောင်းရွှေ့ခိုင်းနေကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအလဲပိုင်းကိုပဟုတ်ပြုပြီးမလ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်တည်ဆုံသူ3455တရှိလာကြောင်းအကြံဖက်စစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့ပါတယ်။ငလင်လှုပ်ခတ်ခဲ့မှုကြောင့်ဒီကနေ့ချိန်ထိတည်ဆုံသူ3455ဦးထိခိုက်ဒဏ်ရာရရှိသူ4000ရာနေစဉ်ပျောက်ဆုံးနေသူ114ဦးစုစုပေါင်း8600ကျော်ကထိခိုက်တည်ဆုံ ုံးမှုဖြစ်ပေါ်ခဲ့ကြောင်းအသေးစိတ်စီရင်မရရှိသေးတော့လဲအဆောင်ပေါင်း9223လုံးစာတင်ကြောင်ပေါင်း1824ကြောင်ဖုန်းတော်ကြီးကြောင်နဲ့သီလရှင်စာတင်တိုင်း1952ကြောင်ထိခိုက်ပျက်စီးဆုံးရှုံးခြင်းဖျားစီတီပေါင်း4819ခုထိခိုက်ပျက်စီးဆုံးရှုံးခြင်းစေယုံစီကံ169ခုပျက်စီးခြင်းတို့ဖြစ်ပေါ်ကြောင် စစ်ကောင်စီကဆိုပါတယ်လမ်းမဆက်သွယ်ရေးအနေနဲ့ရှန်ကုန်းနေပြီးတော့မန္တလေးသွားရထားလမ်းနဲ့ကားလမ်းများပျက်စီးခြင်းနဲ့အချို့ဘူတာတွေမှာပျက်စီးမှုဖြစ်ပေါ်ခြင်းတရား169ဆင်းပျက်စီးခြင်းဆယ်မြောင်းတမန် 198ကိုထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခြင်းအမြန်လမ်းမကြီးတစ်လျှောက်အပိုင်း184ကိုထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခြင်းဤဖြစ်ပေါ်ခဲ့ပြီးပျက်စီးဆုံးရှုံးမှုတွေများပြားကြောင်းအကြံဖတ်စကောင်းစီကသတင်းထုတ်ပြန်ထားပါသည် လက်တလောစစ်ကောင်စီကငလင်ဘေးတင်ပြည်သူတွေကိုကူညီမှုတွေတင်ချစွာမလုံဆောင်နိုင်သေးခြင်းမန္တလေးမှငလင်ဘေးတင်ပြည်သူတွေကိုအတင်းအကျပ်နေရပြောင်းရွှေ့လာခိုင်းကြောင်းမန္တလေးမှပြည်သူတွေက ပြောပါရယ်မင်းညကမိုးရီမယားခင်ကလေးကကျုံပေးမှနေတဲ့တဲထိုးနေတဲ့သူတွေအားလုံးကိုပြောင်းခိုင်းနေတာအခုသူတို့ဖျားဝင်းနေတယ်မှာကဲစိစကန်းလူမျိုးဖွင့်ပြီးမဲ့ပြောတယ်အဲ့ဒီကိုပြောင်းခိုင်းတာမိုးရွာတာနဲ့သူတို့ပြောင်းခိုင်းတာကကွက်တီလိုဖြစ်သွားတာသူတို့ပြောင်းခိုင်းတဲ့နေရာတော့ကျွန်တော်တို့လိုက်မပြောင်းတော့ဘူးကိုဟာကိုပဲအဆင်ပြေတဲ့နေရာရှာနေဖို့ပဲဆုံးဖြတ်လိုက်တယ်လို့မန္တလေးမှငလင်ဘေးတင်ပြည်သူတအုပ်က ါဆိုပါရယ်မလာ28ရက်နေ့ငလင်ကြီးလောက်ခတ်ပြီးကလေးကနောက်ဆက်တွင်ငလင်များစွာလောက်ခတ်နေတဲ့အတွက်ဖြီသူတွေမှာမိမိတို့ရဲ့မူလနေရာတွေမှာမနေရဲပဲကွင်းပြင်များနဲ့ပလက်ဖောင်းများပေါ်မှာတဲထိုးပြီးနေထိုင်ကြခြင်းဖြစ်ကြောင်းလက်ရှိအချိန်ထိနောက်ဆက်တွင်ငလင်အချိန်80ကျော်လောက်ခတ်ခဲ့ပြီးဖြစ်ကြောင်းသိရပါရယ်နောက်ထပ်တပုတ်အနေနဲ့မူတို့မျိုးအဝင်မှာစစ်တပ်နဲ့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကပြည်သူများကိုငွေချင်းချောက်တောင်းနေပြီးလူငယ်များကိုစစ်မှုထမ်းခိုင်းဖို့ပေါ်တန်ဆွဲဖမ်းဆီးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်မူတို့မျိုးနဲ့အဝင်အကြံပတ်စစ်တပ်ကပြည်သူတောင်းဝင်လ င်ငွေချက်တထောင်အတင်းအဓမ္မကောက်ခံပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရတယ်။ ဧပြီလ9ရက်နေ့အချိန်မူတော်မျိုးအဝင်တိုးကိတ်မှာအစံပတ်စတန်နဲ့နိုင်ပြိုင်ချင်းရွာအုပ်ချုပ်ရေးမှုအောင်မြင့်တန်းဦးဆောင်တဲ့ပြူစောတီတွေကခီးတက်တင်ကားတွေနဲ့ဆိုင်ကယ်တွေကိုအကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်းသိရပါဗျ။အဲ့လိုဖမ်းဆီးပြီးရနောက်ဆိုင်ကယ်တစ်စီးလင်ငွေကျပ်တသိန်းလုံးနဲ့ခီးတက်တင်ကားများမှလိုက်ပါလာတဲ့ပြည်သူတအုပ်လင်ငွေကျပ်တသောင်းလုံးအတင်းအဓမ္မတောင်းခံပြီးလူငယ်များဖြတ်တန်းသွားလာပါကပေါ်တာဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်ခဲ့ကြောင်းသိရပါဗျ။မူတော်မျိုးအဝင်တိုးကိတ်မှာစစ်ခွေးတွေနဲ့အောင်မြင့်တန်းတို့ဦးဆောင်ပြီးစစ်စေးရေးလုပ်နေပါတယ်။သူတို့စစ်စေးနေလုံးဖြတ်တန်း ်သွားတဲ့ဆိုင်ငယ်လိုင်းကိုအကြောင်းမဲ့ဖမ်းဆီးပြီးတစည်းကိုတသိန်းတောင်းပါတယ်။မပင်းရင်ဆိုင်ငယ်သိမ်းပါတယ်။နောက်ပြီးခီးတဲ့တင်ကားပေါ်မှာပါတဲ့ဖြီသူတွေကိုအကြောင်းမျိုးမျိုးပြဖမ်းပြီးတအုပ်ကိုငွေချက်တသောင်းလုံးတောင်းပါတယ်။လူငယ်တွေဆိုရင်လည်းပေါ်တာဆွဲဖမ်းဆီးတာပြီးလှုပ်ဆောင်နေရလို့ဒေသခံတအုပ်ကပြောပါတယ်။အကြံဖက်စတက်ခန့်အုပ်ချုပ်ရေးမှူးအောင်မြင့်တန်းကနှိုင်းပြိုင်ကြီးရွာအတွင်ရှိလူငယ်များနဲ့မြို့ပေါ်နေလူငယ်များကို WY စေပြပြစ်ဖမ်းခြင်းအပါအဝင်အကြောင်းမျိုးမျိုးပြပြီးဖမ်းဆီးကလူစားတို့စစ်မှုထမ်းဖို့ရောင်းစားကြတဲ့သူများကျူးလွန်နေသူဖြစ်ကြောင်းဒါအပြင်ဆက်ယုံ င်အလုပ်ရုပ်တဲကိုကန်တဲ့ KTV များကိုလည်းအကြောင်းမျိုးမျိုးပြဝင်ရောက်စစ်စီကအမျိုးသမီးငယ်တွေကိုလိမ်ပိုင်းဆိုင်ရာစော်ကားကျူးလွန်နေသူဖြစ်ကြောင်းသိရတယ်လို့တရင်မှဖော်ပြပါရှိပါရဲ့ရှင်